Kita. Kita. ပည့်တော်အမတ်စဉ်59ဒေါ်နန္ဒာတီတိဖြစ်ပါတယ်လူနာမည်ကဒေါ်နီနီမြင့်ပါမြောက်တကုံနဲ့တောင်းကလာ success ကိုပိုင်ထက်တန်းအကြောင်းမှာအင်္ဂလိပ်စာပြန်နေဆရာမဖြစ်ပါတယ်ဆရာဦးလာဖုန်းထူထောင်ခဲ့တဲ့အကြောင်းမှာဆရာကိုဘက်နဲ့ပါပါပါဆရာဆုံးပါဟုတ်ကဲ့ပါတယ်မဦးလာဖုန်းညီမလေးဒီမှာလာအထုတ်ပါမှန်ပါတယ်တပည့်တော်ကတော့ဒီပထမဆုံးအချိန်တည်းက 55ပါးရဆပြီးရဆင်းပြီးရမပါခဲ့ဘူး။အဲအကြောင်းကျိုးမရှိသေးတော့အခုတစ်ချိန်မှပဲ29ချိန်မြောက်မှရောက်လာခဲ့ရပါဘူး။ဒီမှာချိန်ကြီးဆင်းရင်ပြီးတာ29ချိန်ကျမှဝင်ရ။ရှားတယ်မှာအကြောင်းအကြောင်းကြောင့်တပည့်တော်လည်းမရောက်လာခဲ့တာပါ။ဒီမှာရောက်လာတဲ့အခါမှာကိုကိုရိုင်းလည်းဆရာမဖြစ်တဲ့အတွက်ကြောင့်စီးစနစ်ကြတဲ့ဆရာဆရာကြီးရဲ့လမ်းညွှန်ချက်တွေသုံးမဩဝါဒတွေစီမံမှုတွေ အကုန်လုံးအားကြအတူယူရပါတယ်ပြီးတဲ့အခါမှာဒီဓမ္မနဲ့ပတ်သက်တဲ့ဟာတော့ပထမဆုံးအချက်ကဒီကိုရောက်လာတဲ့အခါမှာနမောတတမှန်ကန်အောင်ရွတ်ဆိုတတ်အောင် သင်ကြားပေးတဲ့အကျိုးကျေးဇူးအဲ့ဒါကိုရရှိပါတယ်ဒုတိယတစ်ချက်ကတော့မျိုးသမီးတွေကိုဖျားရှိခိုးရင်ဘယ်လိုရှိခိုးရမလဲဆိုတာသင်ပေးတာရှားပါတယ် မျိုးသားယောက်ျားလေးတွေသာထီချင်း၅ပါးရှစ်ခုဆိုတာပြီးတော့လို့အမြဲတမ်းကြားခဲ့ရတာပါခင်ဗျာအခုအမျိုးသမီးတွေသင်ကြားပေးရတဲ့ကြောင့်ကလေးငယ်တွေလူငယ်တွေအမျိုးသမီးအများစုဘုရားရှိခိုးတဲ့အခါမှာနီးစနစ်မှန်မှန်နဲ့ရှစ်ခုထက်တဲ့အကျိုးကျေးဇူးရတဲ့အတွက်ကြောင့်များစွာပီတိဖြစ်ရပါလေဆရာကြီးဗျာနောက်တတိယချက်ကတော့တပည့်တော်ဒီတမထကိုကျင့်တဲ့အချိန်မှာရှုမှတ်တဲ့အချိန်မှာ ရှင်းမှာနှစ်တိုင်းနှစ်တိုင်းတရားစခန်းနေဝင်ပူပါလေတမထောက်ကိုကျင့်တဲ့ပုံစံနဲ့ပဲကျင့်တယ်ဆရာကြီးကပထမဆုံးနေတည်းကဘလူကျင့်မှာဘလူရှူသွင်းမှာဘလူမျိုးမှတ်ပါလို့ပြောတယ်ဒါပေမဲ့တပည့်တော်တို့ကပါကျုပ်ဆရာတော်ဘုရားကြီးခေါ်ကြားထားသလိုအတ္တမိမာနာဝင်နေပါလေအတ္တမိမာနာဆိုတာဒါကလွယ်လွယ်လေးပါလုံနိုင်ပါတယ် အဲ့ဒါလေအတ္တမိမာနဒါတော့ခက်တယ်ငါမလုံးနိုင်ဘူးထင်တယ်ဒါလေအတ္တမိမာနတပည့်တော်ရဲ့ဟိုကိုပိုင်ခံစားချက်ကိုပြောတာပါအဲ့ဒီတမာတိထူတော်နဲ့ငါတော့ရပါတယ်ဒီတော့တော့ငါဖြစ်ပါတယ်အဲ့လိုထင်ပေမဲ့တကယ်တမ်းတရားစစ်တဲ့နေ့မှာဆရာကြီးမေးတဲ့အခါထိထိရောက်ရောက်ကောင်းကောင်းမွန်မွန်မဖြေနိုင်ပါဘူးကိုလှုပ်တဲ့လမ်းစဉ်နဲ့ဆရာကြီးတွားတဲ့လမ်းလွဲနေအဲ့တော့ရှေ့မှာ ဖြေသွားတဲ့ဆရာကြီးဆရာလေးတွေကတေးချပြောနိုင်တယ်ကိုကမပြောနိုင်ဘူးအဲ့ဒါကြောင့်မလို့အဲ့နေ့မှာပဲစပြီးဆရာကြီးပြောတဲ့အတိုင်းအသေးချလောက်တော့အဲ့နေ့မှာပဲစပြီးတော့ဆရာကြီးပြောသလိုခံစားရပါတယ်ကျေးဇူးကြီးမှာပါတယ်မင်းလေးမပြီးသေးဘူးမင်းကိုမင်းလေးအဲ့မှာပဲတပီးတော့နောင်းလေးတွေလည်းအဲ့လိုပဲဆက်ဆက်ပြီးတော့ဆရာကြီးပြောတဲ့လမ်းစဉ်အတိုင်းပဲတေးသေးချာချာလေးလိုက်ပြီးတော့တမထောက်ကျင့်ပါတယ်တေးချာတမထောက် ဒီတမထကျင့်စင်မှာတမာရီတီနေအောင်လုပ်တဲ့အခါဆရာကြီးပြောသလိုတွေထောက်လျှောက်ဖြစ်လာပါတယ်ဖြစ်လာတဲ့အတွက်ကြောင့်မလို့ကိုယ့်ကိုယ်နဲ့ကျင့်တဲ့ဆရာကြီးကိုလည်းကျေးဇူးတင်ပါတယ်အရှင်ဘုရားပြီးတဲ့အခါတပီတော်ဒီတရားကျိတ်တာရဲ့အဓိကအာသချက်ကအဲ့အချက်လို့ပြောကြပါတယ်အဓိကဘာလို့ပြောရလဲဆိုတရားကိုစစ်ပေးရဆရာကြီးကိုယ်တိုင်ဖြစ်နေလို့ပါဆရာကြီးကိုယ်တိုင်တရားစစ်ပေးရတဲ့အတွက်ကြောင့်လွဲနေတဲ့ဟာတွေကိုတက်မှတ်ပေးတယ် တခြားတရားစခန်းတွေမှာမရခဲ့တဲ့အတွေ့အကြုံဖြစ်ပါတယ်တပည့်တော်တို့ကအဲဒါကြောင့်ဒီချက်ကိုလည်းကျေးဇူးတင်ပါတယ်ပြီးရခါဒီမှာရှိနေတဲ့စီကံထိန်သိဆရာကြီးဆရာလေးတွေအားလုံးတပည့်တော်တို့ကပြန်မှာစော်ကားမိတာရှိရင်လည်းခွင့်လို့ဖို့တောင်းပန်ပါတယ်တပည့်တော်တို့အပေါ်မှာစေတနာထားပြီးတော့လုံဆောင်ပေးနေတာပင်ပင်ပန်းပန်းနဲ့ဒုက္ခတွေမြင်ရတော့စိတ်ထဲမှာအားနာတယ် ်တကယ်လို့အပြစ်လုပ်ခဲ့ပြီးအားလုံးတောင်းပန်ပါတယ်နောက်တစ်ချက်ကတော့တပည့်တော်ဒီလိုရောက်တဲ့အခါမှာသုံးချက်ရှိပါ့ကွာဗျာနမောတတဟုမံကံဆူတတ်တဲ့အတွက်သင်ကြားပေးရတဲ့ပီတိဖြစ်ရပါတယ်ဒုတိယချက်ကမြို့သမီးတွေဘယ်လိုမျိုးမံကံဖျားရှိခိုးဒါမျိုးသင်ပေးရတဲ့ကြောင့်လည်းပီတိဖြစ်ရပါတယ်တတိယချက်ကခုနလိုပမာတိထူထောင်တဲ့အခါမှာ လမ်းကြောင်းအမှန်ကိုရောက်ဖို့တမာတိတီဝါမဝိပဿနာကိုတေချာပြောင်းရတယ်ဆိုတာကိုတေတေချာချာခါခါနာနာနားလည်လိုက်ရပါဒါကတော့အကြီးမားဆုံးကျေးဇူးဖြစ်ပါတယ်တခြားအပြင်ဟာတွေကြည့်ရင်လည်းအများကြီးဆရာကြီးမှမျိုးသမီးတယောက်ဖြစ်ပေမဲ့ဆရာကြီးရဲ့လှုပ်ဆောင်မှုတွေဟာဘလို့မှဘလို့စကလုံးမျိုးနဲ့ပြောပြရမလဲဆိုတော့မသိနိုင်တော့ပါပဲသူတော်ကောင်းတွေစိတ်နေစိတ်ထားနဲ့ပြည့်စုံပြီးတော့ အစအစရရပြည့်စုံနေတဲ့လူငယ်တွေရဲ့ပြောစကားနဲ့ပြောရင် comfort zone ထဲမှာရှိနေတဲ့အမျိုးသမီးတယောက်ကဒီလိုခက်ခဲခက်ခဲတော်ကြီးမြန်မြဲထဲမှာဒီလိုမျိုးဖြစ်အောင်လုံဆောင်နိုင်တယ်ဆိုတာတပည့်တော်တို့တာမန်လူတွေတို့ကညာစွာအားကြအတွေ့ယူပါပါတယ်။ဒါကြောင့်တပည့်တော်ဒီရနေပြီးတော့တရားစခန်းထွက်သွားတဲ့အခါမှာလည်းဘာကြောင့်ဆရာတော်ဘုရားကြီးဆုံးမသလိုမျိုး keep your mind pure မြေစိတ်ကိုဖြူအောင်ထားမယ် be good to others အခြားသူတွေအပေါ်ကိုကောင်းတာတွေပဲလုပ်မယ်ကောင်းတာတွေပဲတွေးမယ်အဲ့လိုမျိုးလုပ်ရင်းနဲ့ဆရာကြီးကနာလီတွေဆုံးမဉာဏ်ညွန်ပေးလိုက်တယ်လို့နေစဉ်မှာဘာပဲလုပ်လို့အတိတရိကပ်ပြီးတော့တမာရီလေးနဲ့ကိုယ့်ရဲ့ဝိပဿနာဉာဏ်ကိုတဖြည်းဖြည်းတိုးတက်အောင်လုပ်ပြီးတော့နောက်အချိန်နောက်အချိန်လေးမှာလည်းဒီကိုရောက်လာနိုင်အောင် ကျူးစားပါမယ်လို့ပြောရင်းနဲ့အဆုံးသတ်ပါတယ်ခင်ဗျာအလာဘန်တင်မြနူရတော့စံဂီတာတနကာဆုံးခွာဖိုင်ဆိုးတော့ကိုတတတာစင်မြလူရဲ့ဗုဒ္ဓရဲ့ဓမ္မစာပေချမ်းကံတင်အရင်ရှင်တဲ့ ရာကလာတဲ့လူဘဝတူတူအလှနဲ့မတီးစားဓမ္မရင်လံကိုရှောက်အမှုတရားနိဝရဏတရားကိုပဲနိုင်ကမပါရမီဖြည့်စီအာဂါမျိုးသမီးများဖြည့်တီရွှေငွေလာမမ ညရီတရားပါစပါကိုဘာတိလာမြာကိုတိတ်ခါဆောက်တည်မြတ်တော်ချင်းကိုချင်းချင်သူအမျိုးသမီးပင်ပြင်းလင်းကစားတိလာတရားမြဲမြံသူလက်စဲအုံမှုရှိခိုးတိုက်ပေသည်မင်းသားပဲလင်းနေကြတဲ့အရင်စအမား မတည်မဲနေမပြူကြဘူးတတိတရားချက်စီသာသနာပေါင်နေရဲထာဝစဉ်မွေလျောစီဘူးပါရမီပြည့်လူကိုတေလာစင်ဆရာလေးများကိုလေးမြတ်တာလူလူရန်ပူဇော်ကပါတည်တည်သာသနာတော်ကြီးတောက်ပါစီ